ကောင်းမီမာနဆိုတဲ့သဘာဝတရားဟာလူရည်ရဲ့စိတ်မှာ ဖြစ်တတ်တဲ့စေရသိက်တရားတစ်မျိုးပဲစေရသိက်တရားဆိုတော့အကုသိုလ်တရားလည်းဖြစ်သည့်အတွက်ကြောင့်ဒီမာနဟာဘယ်သဘာဝတရားတွေနဲ့တွဲဖက်ပြီးတော့ဖြစ်တတ်တုံးဆိုတော့ဆိုပါစို့မာနဟာ လောဘနဲ့တွဲလာသလားဒေါသနဲ့တွဲလာသလားမောဟနဲ့တွဲလာသလားလို့လေးလသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်အဘိဓမ္မာသဘောအရမောဟဆိုတာတော့အကုသိုလ်ဖြစ်သည်မမောဟဆိုတာရှိတယ်ဒါကြောင့်မို့မောဟကိုအဓိကထားမပြောတော့ဘူး လောဘနဲ့တွဲသလားဒေါသနဲ့တွဲသလားလို့ဆိုလို့ရှိရင်မာနရဲ့အခြေခံဟာလောဘနဲ့တွဲလာတာပါသို့သော်လည်းမာနကြီးတဲ့ပုဂ္ဂိုလ်ဟာစိတ်တူတယ်စိတ်ဆက်တယ်မောက်မာတယ်ဆိုတာတွေကိုကြည့်ရင်လောဘရဲ့သဘောတွေကိုမတွေ့ရဘဲနဲ့ဒေါသရဲ့အမှုအရာမျိုးတွေတွေ့နေရတယ် သို့တော်လေဒီမာနဟာဒေါသနဲ့တွဲလာတာတော့မဟုတ်ဘူးလောဘနဲ့တွဲတာဘာကြောင့်လဲလို့ဆိုတော့မာနရဲ့အခြေခံစိတ်ဓာတ်မှာကကိုယ့်ရဲ့အတ္တကိုယ့်ရဲ့အရည်အသွေးပေါ်မှာတွေ့တာတာကိုယ့်ရဲ့အရည်အသွေးတော်ပေါ်မှာ ကန့်ညိနေတာကိုယ့်ရဲ့အည်သွေးပေါ်မှာအထင်မြင်ပြုနေတာဆိုတော့မာနဟာလောဘသဘောတွေကိုအခြေခံလာတယ်တဲ့အဲ့ဒါကြောင့်မို့လို့အဘိဓမ္မာသဘောမှာမာနဖြစ်လာပြီဆိုရင် ထိုမာနတရားသည်လောဘနဲ့ပဲရှင်တွဲတယ်တဲ့လောဘနဲ့ရှင်တွဲလို့အဘိဓမ္မာသင်တဲ့ပုံကိုယ်တွေက မာနဆိုတဲ့စေတသိက်တရားသည်ဒိဋ္ဌိကတဝိပယုတ်လို့ခေါ်တဲ့လောဘမှုစိတ်၄ခုနဲ့သာရှင်တယ်လို့ဒီလိုမှတ်ထားကြတယ်ပေါ့